တို့ညာဟိုအပင်နာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဇာယိဆရာမကြီးခင်ဆွေဦးရဲ့ဝါဇုဦးကပန်းဖူးတဲ့အပိုင်း၈ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ခင်ဆွေဦးဝါဇုဦးကပန်းဖူးတဲ့အပိုင်း၈ဘကိုးမြို့နယ်ဝမ်းမဲအင်းနယ်မြေအခြေမှလှမ်းကြည့်လိုက်ရင် အနောက်ဘက်ယူမတောင်တန်းတွေကိုစိတ်ညွညွနဲ့လှမ်းမြင်နေရသည်။ ေးစွန်ပါဘုရားသည်ဘကိုးနယ်ဝမ်းမဲအင်းမြို့မှသုံးမိုင်အကွာမနှိမ်လွန်းမမြင်လွန်းသောတောင်ငုံပေါ်တွင်တည်ရှိသော တကူးကြီးစီတီတော်ဖြစ်သည်ရန်ကုန်မှဝမ်းမဲအင်းအထိမိုင်80နီးပါးဝမ်းမဲအင်းမှအနောက်ဘက်ယူမှသို့မျက်နှာမူ၍သုံးမိုင်ခန့်ချီလင်ခီးနှင့်တွားလျင်ဒေးစွန်ပါတောင်ကြီးသို့ရောက်လာမည်ဖြစ်သည်ဥဥပလဲပါခူငူဟာကမနက်၄နာရီခန့်ကစောကြီးနိုးနေသည်မောင်အေးချနာဘေးတွင်ရစ်တီရစ်တီနှင့်ဝေနေသည်ပလဲပါခူ မိုးဟင်းကပြန်ပြောတော့သဘောကျတယ်လို့ရင်မောကဦးလည်းသိတယ်ဟေ့ဝန်တာအာရပြောနေသည်ဖျားဖူးတာကိုပလဲပိုင်းပါလို့လည်းပြောသေးတယ်ငူဟာသိလားသိပါဘူးအမိုးအမမတင်ပဲငူဟာကမခံခြင်းထို့နောက်ဦးဟာဘယ်တော့မှတတ်တာလဲငငယ်လေးတည်းကပေါ့ဦးမယားမြန်မာဆိုမြန်မာလေးကရင်စကားတတ်တာပေါ့အမေကိုဒီဘာကရင်နေကတိတ်ချစ်ကြတာပဲတဲ့ဦးကိုမွေးတော့အိမ်နဲ့လူနဲ့အပြည့်ပဲ အမေကိုမတွေ့ဘူးတဲ့ဆွေမျိုးတွေကပရောမူဖိုးနူတာကီလို့ပြောကြတယ်တိလားတိတယ်ဒါလဲမြမမလေးလှတယ်တဲ့ဦးကိုလည်းတမိပြောမယ်ပရောခွားဖိုးနူတာကီဦးကလှတယ်တဲ့ဟုတ်ရဲ့လားဟုတ်တယ်ဝီတာစုငူကဝီတာစုကျေးဇူးတင်ရင်ပေးပစံငူဟာအေးလက်ဘွားကိုအသာစိတ်ပြီးနှစ်ယောက်သားနနက်အစောကြီးတတော်တော်ရင်မိကြသည်ဒေဆွန်ပါတို့နနက်9နာရီတသားကလေးကအင်္ဂါထွက်ခဲ့ကြသည် ဓာယုဘမမောင်းနေလာတော့ကားကိုစောင့်စီကြသည်နွေနွေတို့အုပ်စုကြီးလူ၉ယောက်လောက်ရှိသည်ကိုရောက်သွားကောင်းရင်လားမောင်းကြောက်ဖြစ်ဖြစ်ခေါ်ခဲ့ကြအောင်အမောင်ကြီးအမေတော်ငင်းကအဆွေးအလန့်နဲ့မေးလိုက်သည်သွားရပါတယ်ဒီဘက်ကကိုရောက်သွားလို့ဘာမှမဖြစ်ပါဘူးအဖီးကဖြေသည်နော်တော်တို့မောင်းကောင်းစိန်တို့မက်ကျင်မီတို့ကိုလူငယ်လူရွယ်တွေဂျိုက်တွေချင်းတွေဝိုင်းကင်ပေးကြသည်သောသူကထမင်းတောင်းကိုထမ်းလာခဲ့သည်အမကတကူးလာဖျားခွဲကြမှာသွားလို့ပျော်စရာကောင်းတာ မိုးရင်ကတော့တွားလာပေါက်ရောင်မရှိဘူးရဲ့။ဒေါငိမ့်ကပြောနေသည်။မိုးဟိမ့်နဲ့ဖိုးစောထုလေးပြန်မယ်တကယ်ကဖြစ်နေတယ်။ကရုတ်လာလာဖင်တွေးရောင်မနေကြဘူးတော့။ရောက်တုံးပေါက်တုံးနေကြလို့ပြောတာမရဘူး။ရန်ကုန်နဲ့ကရုတ်နဲ့ဘာဝေးတာမှတ်လို့အိမ်ဦးချမ်းမြင်လို့တွားနိုင်လျက်နဲ့မိုးဟိမ့်တယောက်များပေါ်တော့မလာဘူး။အဖေကမြည်တွန်းနေသည်။မိုးဟိမ့်ကဘာလို့ကရုတ်နဲ့ဆက်သွယ်ဖြစ်ရတာလဲ။ဒေါငိမ့်ကမေးလိုက်လေသည်။မိုးဟိမ့်ကမဖြေရဲရွေသာနေသည်။ ဆောထုကရဲလျက်အော်အကြောင်းရှိလို့ပေါ့တော်ရဲ့နွေနွေးကိုတစ်ချက်မျက်လုံးကစားရင်ဖြည့်ပေးသည်ဒေါညင်းကအကင်းပါလေးရဲ့ချက်ချင်းရိမိကတိပီတိပီဒါကြောင့်မိုးဟိန်တယောက်စီကစာမလာတဲ့နေ့မကြဖြစ်နေတာကိုလို့မှတ်နေတာမိုးဟိန်ဤညနာမှာအနီရောင်တက်လာပြီးရုတ်တရက်ပြေးမသွားပဲ secret တလေးမိညီတောက်လိုက်ခါမိချစ်ဆန်နဲ့ဆောထုအားလှမ်းပစ်ပေါက်လိုက်သည်နွေနွေးသည်အဖီအားမရေတရေနဲ့လှမ်းကြည့်ပြီးဖိုးဆောထုကလည်းကွဲဟုသာလှမ်းမှန်လိုက်သည် အဖေကမတိကြုံကြုံပြူလျက်နှုတ်ဆက်နေသည်အမောင်ကသူ၏ပြလဲလဲအတန်းကိုချောင်းတစ်ချက်ဟန့်လိုက်ဆာမလာသတင်းမကြရသည်မှာကြာပြီဖြစ်ပါ၍အောင်းမေလွန်းဆွတ်တတိယနေသည်သာဇောထုကရေမောလျက်အမောင်အမောင်စူးစားလိုက်ပါအမောင်ရေအဖေအမြောက်ပြူသည်နွေနွေသည်ဇောထုကိုမျက်ဆောင်တစ်ချက်ဝန်းလိုက်သည်အမောင်ကချစ်သူထွေးရင်နွေလျက်ဆန်သာချစ်သူမွေးလျင်အေးလျက်ရင်မှာချစ်သူကြွေးရင်ဆေးဘက်ဝင်သာ ခုတော့လေချစ်သူအဝေးတွင်ပြေးလျက်မမြင်သာ စာမလာတဲ့င်းမကြရသည်မှာကြာပြီဖြစ်ပါ၍အောင်းမေလွန်ဆွတ်တရိယာနေသည်သာအမောင်တချင်းတပုတ်အစုံတွင်စောထုကကြားဖြတ်ဝင်၍စာမလာတဲ့င်းမကြရသည်မှာသေပြီဖြစ်ပါ၍တချင်းကိုဖြတ်လိုက်လေသည်ငူပါကရေမောလျက်ဦးစောထုတချင်းကိုဘလို့ဆိုရလဲနမိတ်မကောင်းဘူးအဲ့လိုမဆိုနဲ့ဟုတ်တယ်ဟဲ့တာမော်ရောက်ရင်စကားပြောဆိုသတိထားကြလမ်းပြောက်တတ်တယ်ကြားရပါလေတွေ့နေမယ် အဖီးကလမ်းတရီပေးသည်ဦးသိတိကျောင်းသို့ရောက်လာကြပြီးကျောင်းတိုင်မတွေ့သဖြင့်ကျောင်းဆောင်ကိုရင်ကြီးအားပြောင်းနိုင်တို့များချိုးချင်တို့များထူထမ်းငယ်ပြီးထွက်ခဲ့ကြသည်လေခွဲအကြားဝေယုံမင်းအောက်ကြားမှတစ်သားဆောင်ကျောင်းကလေးမှခနာချင်းမင်းခလန်းလန်းတွင်ကျန်ရည်သည်ဒုနေမင်းတောလန်းတို့ရောက်လာကြသည်ဝေယုံမင်းများပြင်းမပင်များအိုးဆိုင်ဆိုင်နှင့်အရေးကောင်းကျောင်းများသည့်တောလန်းပေါ်မှစီမိုးနေသည်အဲ့ဒါစင်ပုံးတော့ရကျောင်းလန်းနော်မိုဟင်းကပြောလိုက်သည် ဟောမမိသေးတယ်လားနွေနွေကအတီပြောတာလားခနဲ့တာလားမသိမိုးဟင်းကမဖြေပွဲတော်ရက်များတွင်လှဲနေပြားဖူးလာကြတာကိုမမိဒီတော့ကနွေနွေသည်ငှူဝါရွယ်ပဲရှိုံမည်နွေနွေခြေထောက်တွင်ငှုပ်ဆူသဖြင့်အဖူးကနွေနွေအားထမ်းခေါ်ရလေသည်နွေနွေအီဘောလောဟုမိုးဟင်းနှင့်စောထူရွာစလျင်အဖူးပခုံးထံမှနှုတ်ခမ်းတဆူဆူနှင့်နေသည်ညဆောင်လဲတွင်တွင်ထိုးတတ်သည်မိုးဟင်းကိုပြောမနိုင်ရင် အပေါ်မှာသရွေးနဲ့လှမ်းထွေးသဖြင့်အဖီးကဝချမ်းများနဲ့ရိုက်တာလေအမှန်ရမိသေးသည် တနခါဖွေသားနှင့်ငပြောကျော်စားလာသောနွနွေဤပစက်တွင် စီကွက်အဝိုင်းကြီးဖြစ်နေသည်မျက်ရည်ကြားတွေကလည်းမျက်လုံးတစ်ဝိုက်တွင်စွ့နေသည်နှစ်ကြောင်းအစင်းကလည်းပားပေါ်ကန်လန်ဖြတ်နေသဖြင့်နွနွေဤညနာကိုကြည့်ရသည်မှာရေစရာကောင်းလာသည်မိုးအင်းနှင့်စောထူတို့ကတလန်းလုံးဖမောင်းသည်များကစားလာကြသည်အဖီတို့ဤရှန်သားဖြူဖြူခွေခွေအင်းကြီးများအစေးတွေစွန့်ထင်းကုန်၍အရိုက်ခံရတာကိုလည်းသတိရမိသေးသည်အဖီတို့ကမိုဟိန်းနဲ့စောထုတို့အားပြင်ပါတာနှင်းညင်းညစ်ပပတ်ဆဲရီးကြတာကိုတွေးမိတိုင်း ရဲမိသည်ညီလန်းဖြစ်သောကြောင့်မိုးရသည်အတွင်သွားလာတော့ခတ်သည်ဇောင်းနှံအုပ်လီကားများလုံးဝမရှိဖျားကုန်းတော်အတက်ညီလီကားတွေများပြုတ်လုထားသည်ကိုခက်ခက်ခဲခဲတက်ကြရသည်ညီရတော့ရွှေမြေမဟုတ်သဖြင့်တော်ပါသေးသည်တဲနံများဖြစ်သည်ဖြင့်နင်းလို့ရှောက်လို့ကောင်းသည်တဲပေါ်မှဖြက်စီးစင်းသွားသောရေဒိန်ချောင်းတို့သည်မှန်သားပကတိကြည်လင်နေကြသည်ရှိတော့ကဒီနေရာဟာပင်လယ်ဝဖြစ်ခဲ့တယ်။ဇတိလာမြို့ဟောင်းဆိုပဲ။ အဖေကဥပစင်တပါအမိန်စကားနဲ့နွေနွေတို့ကဖောက်တယ်ချနေတယ်။ဒါကြောင့်မို့ဒီနေရာတစ်ခုလုံးတဲကြီးပဲနော်။နွေနွေကတဲရီပေါ်သူ့ခြေတော်ကလေးများနဲ့ရှက်တိုက်နေမိပြောလိုက်သည်။ဒေးစုံပါဆိုတာမမသားနဲ့သကဝါတောင်နဲ့ဟ။အံ့မောင်ကရှင်းလင်းချက်ထုတ်ပြန်သည်။ဒီမှာကတော့သကဝါပင်နဲ့ဈေးပြူပင်တွေကအပေါက်များတာပဲ။မဟာဗောဓိအောင်တော်မူဖုရားကြော်သွားပြီ။ရှုံနာထွက်မှာသကဝါပင်တွေပေါ်မှာပေါ်။ဒေါ်ငိမ့်ကဆို၏။ လမ်းတွင်ပြင်စဝကီ၅ဦးလက်အုပ်ချီလျက်ဂေါရမမျက်စွာတင်မြင်ထိုင်ကိုယ်တော်ကိုဖူးမြော်ကြောခဲ့ကြသည်သည်ပုံဆိုင်၍ရေကောင်းချောင်နှင့်ရှူမြောင်စခန်းတို့တွင်ဇရက်များကိုလည်းတွေ့ရသည်ကျောက်တစ်ခုပေါ်တွင်အားတသားတရားတစ်ခုဖြတ်ဆောက်ထားသည်ချောင်းရီတို့သည်လှိုင်းလုံးကြွားလျက်အရှိန်အဟုန်ပြင်းထန်စွာစီစဉ်နေသည်ညနေသည်တရားပေါ်သို့ခက်မြန်မြန်သူများထက်ဦးအောင်လျှောက်လာကတရက်ဦးတွင်ရက်လျက်လက်ညိုးတစ်ချောင်းထောင် ကိုရောင်ပြောက်စီ မောင်ကြီးနှမနွနွေးရေဟုသောထုကနွနွေးအနီးရောက်လာကနွနွေးကိုမြင်လျက်နဲ့မမြင်သလိုလှုပ်ပြီးတကြောကြောအော်ခေါ်နေသည်ဟဲ့မလှုပ်ကောင်းဘူးလို့ဆိုအဖေကသောထု၏ကြောကုန်းကိုထုပြီးစိုးမိနေပြန်သည်နွနွေးရရှင်လန်းစွာရေးနေသည်မူပါသည်မိုးဟင်းဤလက်ကိုလှုပ်ခါအဲ့ဒါဘာလှုပ်တာလဲယင်ဥဥတိုက်တမိုင်းရုပ်ရှင်ကရိုက်နေကြရလေဘာပြောရလဲဒီတော့မိုးဟင်းကရေလျက် secret တူကို၆နဲ့ပြစ်ချပြီးမူပါရဲ့အမိုးကကြည်ကြည်သေးလေး းဟုတ်ဖန်းနဲ့ဟုတ်ပါတယ်နွေနွေကအုတ်တကြောင်လွမ်းမင်းသမီးလေးဦးကလည်းဟုတ်ဖန်းနဲ့အမူကအုတ်တကြောင်မဟုတ်ပါဘူးတခုတော့ရှိရယ်ဘာရှိရလဲမူပါကရဲလျက်ဦးကလည်းနေပါအောင်သမီးပြောမယ်အမူကလှရယ်အုတ်တကြောင်ကလည်းလှရယ်တဲ့သမီးကအဲ့ဒါလောက်ကြီးရှိတယ်တဲ့အဖေပြောတော့သူလာရင်တိတ်မွေးရပဲတဲ့ပန်းနဲ့တနခါနဲ့နေနေတဲ့မိုးဟင်းကလည်းရဲမိသည်ဘူပါအတွေ့ဘူးလို့လား မတွေ့ဘူးမှလည်းမတွေ့ဘူးတာပဲကောင်းတယ်။ဘာဖြစ်လို့လဲ။သူတို့တိုင်တောင်ခေါ်သွားမှာပေါ့။ဟာခေါ်ရင်လိုက်သွားပေါ့။ရောက်ခုတာပေါ့။မိုးဟိန်ဘာတွေပြောနေတာလဲ။အဖေကလှမ်းမှန်မြန်နေ။စောထူးဒီရေထဲခဲတလုံးပြချကလိုက်သွားလိုက်သွားအဲ့ဒီမှာပေါ်ဆန်းမွေးထမင်းကတိတ်မွေးတာပဲ။ဘာမုံကလည်းနုနုညံ့ညံ့ပျော့ပျော့အီအီလေး။စွေတီးရတဲ့တိတ်ချိုတယ်။ ice cream ကလည်းမလိုက်ဘူးတဲ့။ခန်းကြီးတွေက portion တွေ၊ jochet တွေ အစားကြရလည်းအများကြီးပဲပြီးတော့လမ်းလျှောက်တဲ့အယုတ်ဒယ်လီမမ်မီခေါ်တဲ့အယုတ်ဟုတ်ဖန်းနဲ့ငှပါသည်အတန်လေးများချစ်စပွဲထွက်၍ဟဟဟပပရင်မောနေသည်တိုင်နန်းရှင်တို့ဆန်ရဒေးစွန်ပါအမောင်ကစိတ်ကူးနေနေရင်လိုက်သည်လှပသောဥဒဆောင်မာရီယာအမောင်ကိုသဘောကျကလက်ပြနှုတ်ပစ်လိုက်ပြီးသူတိုင်နန်းတို့ခေါ်သွားသည်တိုင်နန်းနဲ့တွင်စောင်းတန်နဲ့အတူဥဒဆောင်မာရီနှင်တွေ့လျက်ဒန်းစီကြသည်ဒီမှာကစကားကိုရေးဖြတ်မှလည်းမပူရ ွတ်တူစားကလေးတို့ဖြတ်မာတယ်မပူရစိုင်ကျွေးအထည်ကျွေးလည်းမပူရမိုးဟိစေကူးတဲ့တွင်တော့နွဲ့နွဲ့ပါ အတူပါသားမျိုးကိုမြင်စရာမလိုပဲငူအောင်လည်းချက်မထားခဲ့ရဲ့ရန်ကုန်တွင်ကျန်လည်နေဆဲဖြစ်သောမြင်းနေတွေ့နေကြားနေကြဖြစ်သည့်ဥရဟူပြေးလွှားကအလုတ်ခွင်သူဝင်ရသောလူအုပ်ကြီးများလူနာတို့နှင့်ပြည့်ရှင်နေသောစေယုံကလေးများသွေးလုံတုပ်ကွေးနှင့်အံ့ညသောခလီရူ၏ကော်ဖီအောင်အံပတ်များလက်ဖက်ရည်ဆိုင်မှာစတူဒီယိုဆိုရော်များဖြစ်သောတန်းနိုင်စူးပိုင် ိန်တန်ပလဲနှင့်ကီဂျာနူ၏အရှိုက်အဟဲတေးတံများဟီနိုကာဟွန်တံများစီးကရက်ပြားမြေဘဲကုန်များဖျဲသည်စည်းပုံများတင့်နှံ့နေသောဆိုင်ချမ်းမြေများလူတို့၏ချွေးနှက်ဖုံးလဲနေသောဘက်စကာခြေနှင်းခုန်နေရာနှင့်ပလက်ဖောင်းများခေါလောင်မောင်းမီဝဲညောင်နာနာကောင်ကလေးများစသည်တို့နှင့်ကင်းဝေးမှသည်စသည်ဂျပန်နဲ့တရုတ်ရုပ်ရှင်ကားတွေနဲ့စတူဒီယိုတေးတွေကိုထားပြခဲ့ရမှာတော့နှမျောပါတယ်ကွာ။ကြောက်တတာဖုံးဖွင့်လို့ရရင်တိုင်နှန်းနဲ့တော့ဝင်သွားကြတယ်။ ိုးတော်မလေးတွေကမမကြီးလိုချစ်သေးတယ်နဲ့နှဲ့တယ်မလား။အင်းဒါမှမဟုတ်ကေဂျာနူတို့လိုပလဲတို့လိုအတံမျိုးစုံနဲ့တက်မလေးတခြားခြားနဲ့လိုက်လဲရှိုက်ဆွဲတယ်မလား။စောထူးတွေးကလည်းရေစရာလဲကောင်းအားကြစရာလဲကောင်းလာသည်။လောစရာဖြစ်တော့ရွှေမကြီးတောင်ပင်ကြီးဥတ္တဆောင်မလေးတယောက်ယောက်နဲ့အမြန်ဆုံးတွေ့လို့လာသည်။ဒေးဆွန်ပါနဲ့ပတ်သက်၍အဖီတို့ပုံမြင်လေးတွေထားခဲ့ကြသည်။ဖျားတိုက်သမိုင်းအနေနဲ့လည်းအဖီတို့ယုံကြည်ကြသည်။ ဒီဖျားခြေဒီကိုတောင်ကုန်မင်းများလက်ထက်ကတီးခဲ့ကြသည်ဟုအဖီတို့ဆွေမျိုးဥပစင်တပါးကဘယ်အမှတ်အသားနဲ့မိမ့်တည်မသိမိမ့်နေသည်အထက်ဝိဇာပုဂ္ဂိုလ်များအဆောင်အမနှင့်တီးသောဖျားကိုရုပ်ကဆူများဥဒ္ဒဆောင်များလည်းဝိုင်းကူကြသည်ဟုအဖီတို့ယုံကြည်ဆွဲမြဲကြသည်ဤမြခေါင်းသောနေရာတွင်လူကြီးတတ်တတ်မတီးနိုင်မှုဟုယူဆမိကြသည်ဤနေရာဌာနကမြေရောက်တိုင်းတိုင်းတွင်ရှိသည်ဆိုကားတပုံတူကန်ခိုးသူတပြများကင်အောင်ပုံးခိုးလို့မရဟုယုံကြည်ကြပြန်သည် ရှေးတုန်းကဆရာတိုင်းဆရာကျိုင်းဟူသောတိုက်ဆရာညီနောင်သည်ကင်ပလင်နက်ကိုတွေးတောက်ထားသဖြင့်အဟာရသိတိပြီးကလောကီပညာအတက်လဲဆန်းလျက်တစ်ဖက်ကန့်ခတ်တော်ကြသည်ဆိုပဲထို့နောက်သူတို့သည်တိုက်တွေပေါ်အောင်စွမ်းနိုင်သည်တဲ့တောင်ပိုင်းတွေကိုသူတို့အလိုရှိသည့်အခါယမထာချင်းလုံးနှင့်မြေပြင်ရိုက်ခေါ်သည်အကြောင်းမသိရင်ခေါ်ရခြင်းချက်ချင်းမလာတဲ့အချိန်၌တောင်ပိုင်းများကိုရှော်နီကျိုးနှင့်လက်ပြန်ကျိုးချီနှောင်ထားသည်တဲ့ဒီလိုအနိုင်ကျင့်တာမျိုးကိုတောင်ပိုင်းတွေကလည်းအင်မတန်စိတ်ဆိုးကြသည် ဤရင်ညီကိုချင်းမသိမြတ်အောင်ကြောက်တွညသည် အကိုဆရာတိုင်းသည်နေဝင်ဖြိုးရချိန်၌ချောင်းထဲရေစင်းချိုးရာညီဖြစ်သူကဝက်အဖြစ်အမြင်မှားပြီးဓာတ်နဲ့လိုက်ထိုးလေသည်ယနေ့ထက်တိုင်းဓာတ်ထိုးတောင်အမြင်နဲ့တောင်တလုံးရှိသည်အကိုသည်ဘဝတစ်ပါးပြောင်းပြီးတိုက်ဆောင်ဖြစ်သွားသည်ညီဖြစ်သူသည်စိတ်မကြေပွဲတိုက်ကိုဆက်ဖို့သည်ဖော်လို့မရသဖြင့်အကိုသည်ကိုထင်းပြပြီးအင်းတကွက်လိုကြောင့်ပညာပြရာညီကစိတ်ဆိုးလျက်နွားလွတ်လိုက်ရာနွားဝေးတောင်လဲတွင်လာရသည် ဇက်ကတော့အဆုံးမသက်ပဲဒီနေ့တဝက်ရက်တည်။မောင်းင်းတို့ငငယ်ကဒီစွန်ပါတိုက်သမိုင်းဆိုတဲ့ရုပ်ရှင်များဘယ်လိုရိုက်ကူးပြသည်မသိဘယ်လိုယုံရမည်မသိတိတ်ပန်သမိုင်းနဲ့ရုပ်ဝါဒသမားတို့ကတော့လုံးဝယုံကြည်ကြမည်မထင်ပေ။အနောက်နိုင်ငံတွင်တစည်းဆိုတာကိုဓာတ်ပုံရိုက်လို့ရသလိုတိုင်နန်းကိုဓာတ်ပုံရိုက်လို့မရဘူးလား။ဇောထုကကက်ကက်တက်တက်မေးသည်။လောကီပညာလိုက်စားသူဥပဇင်တော်ကတော့တနေ့နေတော့ရိုက်ဖို့ကြိုးစားအောင်မည်ဟုရေရေမောမောအပြည့်ပေးသည်။ ထိုဥစဉ်ကစေရနာထက်တန်လှစွာစောထူရိုအုပ်စုကငွေလက်ခွဲကလေးများပေးလိုက်လေသည်။ဒါဆောင်လာရင်တပည့်တော်တို့ချမ်းသာမလားဟုစောထူကသူစိတ်ပင်ရာကိုမေးလိုက်သည်။ဥစဉ်ကရင်မောလျက်ဒါအန်နီယေကင်းပေးခင်အောင် ပေးတာပါ။ချမ်းသာမချမ်းသာတာတော့အတိတ်ကံလည်းပါသေးတယ်လေ။တပည့်တော်တခုလျှောက်တယ်မရစေ။မိုးဟင်းကရှေ့သို့နည်းနည်းတူပြီးတပည့်တော်တို့ညံအားလုံးလောက်အားနဲ့အဲ့ဒီအတိတ်ကံကိုခြေဖြတ်လို့မရဘူးလား။ဥပဇင်းဒီမိုးဟင်းကအထုတဆန်ငေးကြည့်နေပြီးမှ ဖះကတော့ကံညာဝရိယအကြောင်းသုံးပါးကိုဟောခဲ့တာပဲတကားလေးရ။လောကကြီးမှာ ကံကြီးလဲအကုလို့မရဘူး။ဝရိယနဲ့ညာကကူပါမှအကျိုးပေးမြန်တာဗျ။တခါကံမလိုက်ရင်လဲကံမရှိညာရှိတိုင်းမွဲဆိုတဲ့စကားလည်းရှိတာပဲဗျ။အဲ့ဒီနောက်စကားအစုံတပည့်တော်ဘုံဝင်မကြဆုံးပဲဗျ။ကံမရှိညာရှိတိုင်းမွဲဆိုတာတော်တော်ဆိတ်တဲ့ကြဖို့ကောင်းတယ်။ဒါကတော့ဗျာကံအင်မတန်မှနည်းတဲ့သူတွေကိုဆိုတာနေမှာပါ။ဓမ္မပဒတရားတော်လားရှိသားပဲ။ အကျဉ်သူသည်မိမိပြုခဲ့မှုသော မကောင်းမှုကံကို ကောင်းမှုကံဖြင့်ဒါစီပိတ်ဆို၏ထိုသူသည်တိမ်တိုက်မှလွတ်တော်လာခဲ့သူဤလောကကိုထွန်းလင်းစေခဲ့၏တဲ့ကံဆိုတာကပြည့်ပြင်လို့ရတယ်လို့ဆိုလိုတာပဲဗျကျုပ်ကတော့နော်လော့စေလောကီပညာကိုအပူတမြင်လိုက်စားနေတော့ကညံတဲ့ဝိရိယကိုအင်မတန်အားကိုးတာဗျထွန်းနာဥပစင်ကသူ့တရားကိုဆက်ပြန်သည်ကံဆိုလို့ကျုပ်တို့ဝိပဿနာတရားတော်ရဲ့ဆရာသခင်မောဂုတ်ဆရာတော်ကြီးဟောကြားခဲ့တဲ့တရားသွားတည်ရတယ် ကံပေါ်မှာကံလာရင်ငါဥစ္စာဆိုတော့တမဝါဒီဒိဋ္ဌိဆွဲသွားတယ်တဲ့။ကံကိုအတ္တလုပ်တဲ့အတွက်တမဝါဒီဖြစ်တယ်တဲ့။ဒီလိုဖြစ်နေတော့နိဗ္ဗာန်ရောက်ပါမလား။တကူသောဒိဋ္ဌိရှိရင်မရောက်ဘူးလို့ပါဠိတော်တွေမှာဆိုထားတယ်တဲ့။နိဗ္ဗာန်ကိုကံဖြတ်မှရမယ်။အဘိနာတုံနဲ့ညှိလိုက်မယ်ဆိုရင် ကံဖြတ်ရှိတယ်။ကံကိုအားကိုးရမှာလားဖြစ်ပျက်ရှုရမှာလား။ဖြစ်ပျက်ကိုရှုရမယ်။ဒီလိုရှုလိုက်တဲ့အခါကျတော့တမဒိဋ္ဌိရလာမယ်။ ဒီတော့ကံဆိုတာအတ္တမဟုတ်ဘူးအနတ္တဥပဇင်ဟောကြားလိုက်တော့တရားတော်ကိုနားမလည်လာတော့လဲစိတ်နနေဤသည်ဥဇင်ဤကြည်လင်ဝဝင်းသောအသားအီကိုငေးကြည့်ပြီးစိတ်လဲချမ်းမြေ့ရှင်လန်းသည်သို့တော်မိုဟိန်းသည်နိဗ္ဗာန်သာကံဖြတ်လို့ရသလားလောကီလူပုံမှာရောကံဖြတ်လို့မရဘူးလားဟုမေးချင်ပြီးအာနာကမမေးဖြစ်ပေထို့နောက်မိုဟိန်းသည်သူမှတ်သားဖို့သောစကားလုံးများထဲမှနယူးယောက်တထေးတွင်ရှေးမောက်တွင်ဟောကြားခဲ့သောဂျက်ဤမိန့်ငုံများကိုတရားမိသေးသည် ခမားတို့ကိုကဘာကြီးကယုံစားခဲ့တယ်။ခမားတို့ကလည်းကဘာကြီးကိုရှုပ်ရှက်ခတ်အောင်လုပ်တယ်။ခမားတို့ဟာဘာအကြီးအချင်းမှမရှိတော့ဘူး။လူတွေအသက်မသေးအောင်ဘာမဟုတ်တဲ့အစားလေးတစ်လုံးမှရအောင်လုပ်မပေးနိုင်ဘူး။ခမားတို့ဟာကဘာကြီးကိုမတရားအုပ်ဆိုးတယ်။ဒါကြောင့်ဒီကဘာကြီးကိုခမားတို့လက်ထက်ကပြန်ပြီးယူရတော့မယ်။ညစွန်ပါဖရားရောက်သည့်အချိန်မိုဟိန်းကြီးအတွေးနှင်ငိန်တက်လာသည်။မူဟာပြောလာသောစကားများကိုပင်ကြားတစ်ချက်မကြားတစ်ချက် ကြောက်ပြအဝါရောင်များနဲ့တည်ထားသောဖျားဇေဒီကိုအဝေးမှလှမ်းမြော်ဖူးလျင်ရွှေချထားသောဇေဒီတစုဟုပင်ထင်ရသည်။လက်ရသေးသက်တက်ရက်တလောက်ကြီးညိုပွဲတက်ပဲလာသည်။ဖျားဘူးအားလုံးပြိုင်သူလိုပင်ဥချမိကြသည်။စောဒုအားများစွန်ပါဇေဒီရှင်ဖျား။ရွှေမကြီးတော်များပေးမယ်ဥဒ္ဒဆောင်နဲ့အမြန်ဆုံးတွေ့ရပါစေဖျား။ဖက်ကြဲကြဲဩကာဆုတောင်းနေသည်။ဟဲ့ဟိုကောင်ကလေးယူတူပေါ်တော့နဲ့လမ်းပြောက်ကုန်မယ်နင်းလေဒုက္ခတွေ့မယ်ဘာမှတ်နေတယ်လဲတော့ပြောတောင်ပြောနဲ့ ဖေးရလှမ်းကျင်းသည်ဇောတူကတော့စိတ်ကူးအလှနှင်ပြုံးကခင်နဲ့သာအတူတွဲကညစီဒီရှင်ပင်ဦးမှာစူတူးတွေဖျာဗရမရောင်ကခန်းငုံဦးမှာလာစူတူးကိုပန်ရွယ်ကစူတူးကိုပန်ရွယ်ကနန်းနေဗန်ခေမာလန်းကိုတက်လှမ်းမကြာနွယ်နီပန်းတွေနဲ့နန်းနန်းတက်လျာသားဆိုတဲ့နှစ်ကိုသစ္စာဂျာနီပန်းတွေနဲ့မြတ်ဖျားရှိမှာငဲစီဖို့ပန်ကြားလှဲ့ပါတချင်းတီလိုက်တီ အမောင်ကနနော့ပလွေကိုလှမ်းယူကသချင်းအလိုက်ကိုကျူလိုက်လေသည်နင်တို့သည်ဖျားဥချပြီးကြပြကရငှူဟာအနီးကိုလျှောက်လာကငှူဟာအားလှမ်းဖက်ပြီးညစွန်ပါစီဒီကုန်းတော်ပေါ်မှာဆင်းလာသည်ညစွန်ပါစီဒီကုန်းပေါ်မှာအဆင်းဝေယုံမင်းအကိုင်းခက်များရှက်မိုးနေသောရှို့တစ်ခုကိုရောက်လာကြသည်ဒီလိုနေရာမျိုးတွေမှာကြားရပါလေတွေ့တဲ့တဲ့ငါပြောရရင်လည်းနင်ကယုံမှာမဟုတ်ဘူးဒီလိုဂျမထားချင်းနဲ့ရှော်နေကြလုံးဝယူလာလို့မရဘူးကြားတဲ့ချက်ချင်းကြားရပြီးတော့ကြားခိုက်ခံရတာပဲ စမ်းကြည့်ချင်တယ်။စောထူးကပြောသည်။ဒေါ်ငင်းကစမ်းကြည့်ပါလားမင်းတယောက်ထဲလာကြည့်လေ။အာအဖော်လေးပါလေပါအောင်မှာပေါ့တော့ရဲ့အမ်မောင်တို့မိုးရင်းတို့ပါမှာကျွန်တော်ကရွှေမကြီးတောင်ပေးမဲ့ဥဒဆောင်နဲ့သာတွင်သူတို့ကိုမခေါ်ချင်တာ။ဒုက္ခရောက်ဖို့ကြတော့အဖော်နဲ့မှဟွန်းတဲတရား။ဒေါ်ငင်းကပြောရင်းဆိုရင်ရှေ့ဆုံးမှာဆန်လာပြီးလောက်ချီလျက်အရှင်ကြီးအရှင်ကောင်းများအမိုင်မဲများကိုဝေးမယူပါနဲ့တိခန့်တော်မူပါဟုတောင်းပန်လိုက်လေသည်မိုးဟိန်ကရေမောလျက် ကိစ္စမရှိပါဘူးတော့ရဲ့ဒီအရှင်တွေဟာသူတို့ပိုင်နေမှာသူတို့စိတ်ကိုထိခိုက်မဲ့အလုပ်ကိုလုပ်မှဒဏ်တက်တာသူတို့တရားမျှတာပါတယ်ဆိုတာကလူနဲ့လူချင်းပဲဘာမှမလုပ်ရဘဲနဲ့ချင်းချင်းဘူကြလူကြနှိမ့်ဆက်လို့နှိမ့်ဆက်နေလှုပ်တက်တာအားကြီးရဲ့လူကအားနည်းရဲ့လူကနှိုင်းကျင်နေခုံရှိရဲ့လူကဂုံမဲရဲ့လူကနှိမ့်နေစကားတွေအများကြီးဆက်ပြောခြင်းပြီးပြောစရာစကားစာရှာမတွေ့သဖြင့်ဒီနေမဲ့ရက်လိုက်ရသည်အေးဟဲမိုးဟင်းပြောတာမှန်လိုက်တာဟဲ့မိုးဟင်းစကားပြောပုံလေးယူလေးတဲ့ရနွနွတို့အဖိုးနဲ့တကယ်တူတယ် ဂျက်နဲ့လက်နဲ့စကားပြောတတ်တဲ့အဖူတယောက်တငယ်ပြန်သွားတာတော့စိတ်မကောင်းမှု ਈ ဒေါ်ငိမ့်ကမျက်ချက်ချနေတော့အဖီးကြီးမျက်နှာတွင်ညိုရိပ်တန်းနေသည်ညမကြမီပင်မဟာဘောဓိအောင်တော်မူဖျားကိုကြောလွန်လာခဲ့သည် ရှိုးတစ်ခုကိုထပ်တွေ့ပြန်သည်ရှိုးထဲဝင်လိုက်တဲ့နေတဲ့ပြိုင်နဲ့အေးရက်နဲ့စိတ်နေသည်မိုးဟိန်းကြီးငူဝါကြီးလက်ကလေးများကိုစုပ်ကန်လိုက်တော့အေးဆက်နေတာတွေ့ရပြီးလက်တွေကိုစုပ်နေပင်ငူဝါခုနကရေးဆော့သေးလားဟုတ်ချောင်းရည်တွေသွားကင်လို့အေးတာပေါ့ကွမိုးရောင်အောင်လာပြီ မိုးရွာအေးပတ်မှာဆိုပါရယ်။ဥကလည်းတမီးရလဲထဲမှာတနေ့လုံးနေနေတာ။ဟုတ်ပါပြီလေ။ငုကတော်တာဥဦးတည်တာပဲ။ဟွန်းဥကလည်းရှုံမဂုံအတက်တစ်ခုရှိပြီးဂုံမအစင်းတွင်တဲเจ้าနေဖြတ်စင်တာမကြာခဏတွေ့ရလေသည်။ဒီနေရာဒီတစ်ဝိုက်တွင်ဇီးပြူတွင်များနေစကားဝါးပင်များပေါရောက်နေကြသည်။ပင်ရန်ထမ်းမခန့်ငယ်တို့၏ညီကျွေးတန်သည်တော်ရဝင်းကျင်ဤဂီတတံကိုဖွဲ့နှဲ့ဖန်ဆင်းနေသည်။ငုကနေနွေနွေတို့သည်တဲเจ้าနေဆင်းကရေတိမ်ချောင်းကိုခြေနှင်းခက်လျက် လွတ်လပ်ပြောင်းမျိုးစွာဆော့ကစားနေကြပြန်သည်ငှူဟာနဲ့မြွေမြွေကိုဓာတ်ပုံရိုက်ထားရရင်တိတ်ကောင်းမယ်အဖေကပြောပြီးငှူဟာတို့ကိုငီးလျက်ဒီကလေးကံကောင်းပါစေနှက်ပေးတဲ့ကလေးလိုပဲမှတ်ရမှာပဲငှူဟာသူ့အဖေရောလို့မင်းမြွေမြွေကခေါင်းမာမာနဲ့ပဲအမှန်ဖြေတာအဖေတော့ရန်ကုန်မှာရှိတယ်ဒါပေမဲ့အဖေလို့အခေါ်မခံရဲလို့ရှောင်းနေတယ်ဒါကြောင့်မို့ငှူဟာမှာအဖေမရှိဘူးမှတ်ရမယ်လို့သူကကလေးကိုပြောတာပြီးတော့သူများတွေပြောနေကြလို့ မတည်ဘဲနဲ့တည်ပြီးလို့လည်းမပြောနိုင်ဘူးတဲ့ကလေးဖေကနောင်နာရလို့ပေါင်းရမယ်ဆိုရင်လည်းဘယ်နည်းနဲ့မှမပေါင်းနိုင်ဘူးလေတော့ငူပါဘွားမှာအမိုးဆိုတာပဲရှိစေရမယ်တဲ့ငါတိတ်ဝမ်းနေတာပဲညရေလဲနေသဖြင့်တစ်ဖက်ကိုညနာလွှဲလိုက်လေသည်မိုးဟိန်းသည်ဇီးပြူပဲမှဇီးပြူသည်ကိုအမှုမဲ့လှမ်းဆွတ်လိုက်ပြီးလက်ပုတ်ခါစိတ်မကောင်းစရာမရှိပါဘူးဖေညနေရောငူပါတော့ချစ်စရာကောင်းအောင်လိမ်မကြတာပဲသူတို့နေအောင်စလုံးကန်ကောင်းပါပါငါတော့စိတ်ပူတယ်ဟဲ့သူ့အဖူကလည်းစိတ်ကမမှန်ဘူး ငါလည်းနေမကောင်းငါမျက်စိကွယ်သွားရင်ဖက်နေလို့မလဲတလောကမငင်းကအမောင်နဲ့ဆက်ကြတော့ကလည်းနွိနွိကလက်မခံဘူးမိုဟိန်းဤရင်ထဲ၌ဒိတ်ခနဲခုံပြီးစိတ်မှသိသာစွာလှုပ်ရှားသွားလေအမောင်ကသဘောကျတယ်လေတို့ကရင်တရတော့အပြူတွေအူအူတွေမရွေးပါဘူးအချင်းချင်းစောင့်ရှောက်ကြတာပဲအမောင်နဲ့နွိနွိတို့ကမောင်နှမလိုနေနေကြတော့တယောက်တယောက်ကြိုက်ချင်မှကြိုက်မှာပေါ့ကြီးဒါပေမဲ့လူကြီးတွေကအဆင်မပြေလို့စဉ်းစားကြတာပေါ့ မင်းတို့ရဘာလို့လက်မခံတာလဲငူပါဘွားမှာပထွေးဆိုတာမရှိစေချင်ဘူးတဲ့အံ့မောင်မဲ့ဖြစ်ရဲ့ပြောလို့မရပါဘူးမဟင်ရဲ့အံ့မောင်ကလည်းပြောတယ်မိမဆိုတာအမေရဲ့အမရဲ့နှမရဲ့ပဲရှိဖို့ကောင်းတဲ့ကျန်တဲ့မိမတွေကတော့ဘလို့မှပတ်သက်ဖို့မကောင်းဘူးတဲ့မင်းတို့ကတော့သူ့နှမလေးပဲလို့ပြန်ပြောတယ်မိုးဟင်းရင်နေနိုင်မရှင်မတင်မကြပြဿနာတွေနဲ့ဆိတ်ရှုပ်နေမိသည်အဖေကိုပြောချင်သောစကားများကနှုတ်ဖြားမှမထွက်ပြောဖို့အချိန်မကြသေးဘူးဟုလည်းထင်သည် ဘဝအတွက်တက်လုံကလည်းမကောင်းသေးအမှခံချက်မရှိသေးတဲ့အချိန်တွင်ဘယ်လိုစကားစာပြီးပြောရမည်လဲနင်တို့ရချစ်လာပါသည်ဆိုသည့်စကားမျိုးထက်တစင့်တက်ပြောစရာစကားမရှိတလားတလားဝင်ငွေထွက်ငွေစင်းရင်းစရာတွေ့တာနဲ့အချိန်ကုန်သည်ဝင်ငွေကမတိုးလာတော့လဲထွက်ငွေသုံးငွေကထိုးတက်သွားသည်အဝင်းနဲ့အထွက်မမျှ150လောက်တောင်းဝင်ပြီ200လောက်ပြန်သုံးမိနေသည်ကိုဘယ်သူမှမတက်နိုင်ဒီလားထမင်းဆိုင်အကျွေးလဲကြံသေးသည်ပင်မင်းပြထားသောအင်ကြီးကိုပင်မရွေးနိုင်မဲထထားရသည် တလောအပကြီးကားမှရသောငွေများကိုရက်ထည်ဖြင့်နဲ့စီစေးများကိုအပြင်းမဈေးကြီးပေးပြီးဝယ်လိုက်ရသည်။ဘာဖြစ်ဖြစ်လက်ဖက်ရည်ဆိုင်တွင်ချိတ်ထားသောမိုးဟင်းဤပကြီးကားချက်ကိုလူတွေအုံကြည့်နေလျင်စိတ်ကျဉ်တဲ့အခါလူဘဝတွင်လူဖြစ်ရတဲ့ဘဝကိုတည်င်ကဟန်များကြည်နူးရလေသည်။လက်ထည်တွင်ငွေစားတစားမှမရှိလဲစိတ်ညစ်ညူးခြင်းမရှိတော့လက်ဖက်ရည်ဆိုင်ကျွေးကိုပကြီးကားနဲ့ဈေးပေါ်ပေါ်ရောင်းလိုက်ရသည့်အတွက်လဲစိတ်မစင်းရတော့ စိတ်ပြေလက်ပြေစာအုပ်ဖော်ပြရင်အကျွဲဝဆုံးတိုင်းပြည်မှာနယူးယောက်မြို့တော်တွင်ခလီပေါင်း9000တည်နနက်စာမစားရဘဲကြောင်းတက်ရသောအကြောင်းကိုသိရပြန်တော့စိတ်သက်သာရရပြန်သည်ဒီလောက၌ကုတရောက်တဲ့မဟုတ်သည်ကိုဆန်ဖရန်စစ္စကိုမြို့အမှတ်32ဇေဒုထလမ်းမှာရှိတဲ့ဆူတူရိတ်တာမှာ WG Robin E အလောင်းကိုတန်းငွေဖွင့်ထားလျက်တွေ့ရပြီးသူနှင့်အတူထားခဲ့သောနေ့စဉ်မှတ်တမ်းကိုဖတ်ခြင်းအဖြစ်စိတ်အတန်အသင့်ဖြေသားသည်မက်လာ3ရက် ဘယ်နေရာမှဘာအလုံးမရဖို့မရှိပါဘူးကျုပ်ဘာလုပ်ရမလဲမက်ရှလာ9ရက်ဘာအလုံးမရှာမတွေ့နိုင်ပါမက်ရှလာ6ရက်ဒီနေ့9ဆင့်နဲ့မုတ်စိမ်းကြော်ပဲစားနေရတယ်မက်ရှလာ9ရက်ကျန်တဲ့25ဆင့်လည်းအခန်းငါးကပေးလိုက်ရလို့ကုန်ပြီမက်ရှလာ10ရက်ဖျားသခင်ဆောင်းမတော်မူပါ9ဆင့်ပဲကျန်တော့တယ်အလုံးရှာလို့လည်းမရဘူးနောက်ထပ်ဘာလုပ်ရမလဲငတ်မယ် ဒါမှမဟုတ်နောက်ဆုံး၅ဆင့်ကိုဒီနေ့ည၃လိုက်ရပြီကျုပ်ဘာလုပ်ရမလဲခိုးရမလားတောင်းရမလားဒါမှမဟုတ်သေပြစ်ရမလားကျုပ်ဟာအသက်၅၀ရှိပေမဲ့ဘယ်တုန်းကမှမခိုးခဲ့ဘူးမတောင်းခဲ့ဘူးမငှက်ခဲ့ဘူးပါဘူးဒါပေမဲ့ကျုပ်ဘဝဟာအဆုံးဆုံးအခြေကိုရောက်နေပြီသေမင်းထံကသာခိုးလုံရဖို့ရှိတော့တယ်မတ်လ17ရက်ဒီနေ့လုံးနေမကောင်းဘူးနေလေကစားပြီးဖြားတယ်ဒီနေ့ဘာမှမစားရဘူး မနေ့နေ့လေကစပြီးတော့ပေါ့ကျုပ်ကတော့နောက်ဆုံးအခြေရောက်နေပြီအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်အပိနာဆင်ပြကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင် အပိုင်း၉ကိုဆက်လက်ဆောင်မြော်နားဆင်ပြပါအောင်နော်